ကိုကစကားနဲ့တယ်စကားနဲ့တော့လေအဲ့လိုတခုဆိုအမားပါမှာဆိုတော့မမေကိုပဲဖြေခိုင်းလိုက်တာဟုတ်တယ်ဟုတ်ပေါ့ဟုတ်ပေါ့ကိုအရင်ပဲပေါ့အရင်ကအရင်သူကစက်တ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 ယ်စကားနဲ့အရင်ဟုတ်ပါဟုတ်ပါအဲ့ဒါကြောင့်မလို့ ။အကောင့်တင်ပေးတာ။မပြောသေးခွာနေရစ။ So innocent เนาะ။ So innocent ။ဟုတ်ပါတကယ် So innocent ပါတကယ်ပါမသိတာ။မမမသိ။ဒါပေမဲ့အမေးထက်ပိုတိွားတယ်ခါ။တချို့နေရာကြာအမေးထက်ပိုတိွား။ဒါစီ။ကိုရဲအဲ့ဒီပေါက်အိမ်ကြီးတွေနဲ့ဝတ်ပြီးခြောက်ခဲ့ရတယ်။ဟဲ့ကျွန်တော်အိမ်နဲ့အပေးမွေ့ဖို့လေဒီလိုမျိုးမိမအဝတ်စားစမရှိဘူးလေ။အဲ့ဒီပေါက်တော့ကျတော့ကိုထက်လည်းဝါကြီးတယ်စင်ကြီးရတဲ့စင်ကြီးပေးမိမအဝတ်စားစမရှိဘူး။ဘွဲသားလမ်းသားကြီးကိုရဲမှာကြေကြေပေါင်းပြီးလက်ရှက်အင်းကြီးပဲရှိရတယ်။အဲ့ဒါဆိုရင်အဲ့ဒီပေါက်အိမ်ရမှာတော်ပြီးအဝတ်စားရဝ တယ်လဲတဲ့အနာပြင်းနေပြီးမှတ်ထွက်ရတာဗောနော်ဟုတ်မင်းအစ်တတွေပဲပေးဝတ်တာတယ်ဘာလို့လဲဖရားကလေးကြီးကြတော့သူတို့လာလို့ရှိရင်ပူကပေးပြီးတော့ဝတ်စင်တာမေကပ်မေကပ်ဆိုလို့ရှိရင်လည်းပဲခြာလာပြီးတော့ကဲပြင်ညထွက်ကြအဝတ်စားဆိုလဲလေတကယ်နိုင်ငံညာအဝတ်အရင်တော့ဆိုဘန်ကောက်ဆိုတာအိမ်မက်လေးသွားနိုင်တယ်ဆိုအဲ့လိုဘန်ကောက်ကဝယ်တာအင်းကြီးပဲဆိုမမရအဲ့ပုံတွေဆိုသူကအမြဲတမ်းပေါက်တယ်လေကိုလွန်မိုးကြီးကဖတ်နေတဲ့ပုံတော့ဗာအင်းကြီးလေဘရာစီယာပဲပါတယ်ဒီမိုက်အင်းကြီးလွန်ခဲ့တော့အနှစ်30လေးကအဲ့လိုအင်းကြီးဆိုသွားဂေါ်လီမာဂေါ်လီမာအင်းကြီးကိုယူဝတ်တာတစိမ့်တာမပြောရသေးအစ်တေဝတ်တာနော် ဖြစ်တာပေါ့အရန်ပြောတာပဲတနေ့တခါဒီကိုယ့်ရဲ့တက်ကြီးဝါကြီးဒီမင်္ဂလာဆောင်နဲ့ဆက်နွယ်တဲ့လုပ်ငန်းကပညာရှင်တွေကိုကြောရတာလေအရန်ပီတီဖြစ်ပါရဲ့ဘဝရဲ့ဘယ်လိုခေါ်မလဲဆွေမျိုးတွေပေါ့လေဒါဆိုလူတွေဆိုကိုယ့်ဆွေမျိုးကိုယ့်ဘဝတွေတွေပြောကြတာပဲအဲ့တော့အာကြီးတဲ့သူတွေလည်းအော်နေကောင်းကြမှာဒီရရှိနေတယ်ငယ်တဲ့သူတွေကလည်းအော်ကလေးတွေပါလားဒီလိုမျိုးဆိုပြောပါတယ်အရန်ပြောတယ်အရန်ပြောတယ်ညာကနေစတဲ့ကဟောပေါ့ဆွေမျိုးပွဲကြီးပါပဲဆရာမဟုတ်ရင်တော့မှဒါရဲ့မြင်ဆရာရဲ့ကပါတယ်သူတို့ဖောက်ခဲလို့ ိုရီရှောက်ခဲ့ရတဲ့လေဒီလမ်းတွေပါဟုတ်ကဲ့ပါဘူဂျီအမေနဲ့လားဆိုအမေပဲပြောပါစေဟုတ်တယ်စကားမှမှာပီတီကတော့ပြောလို့တောင်မှဟိုဘယ်လိုမျိုးဟိုမပြောဟိုပျော်တာပေါ့နော်အဓိကပျော်ပြီးပေါ်ပျော်ပြီးဖြစ်တဲ့ပီတီလားစကားလည်းပဲပြီးတော့ခုနဆိုတာမှဟိုရိုက်ကိုရှာရိုက်တော့စကားမပြောနိုင်တော့ဟောပြီးတော့မပြောလို့ပြောရမယ်မသိဘူးဟောင်းတွေပြန်တွေ့ကြတာဟိုလူတွေ့လို့ချုပ်ဆက်လဲဟိုဘသူဒီရဘသူဒီရတို့ကလုံးပြန်တွေ့ရတာဒီနေ့ကြမှာပဲအားလုံးစုစုစည်းစည်းလေးပြန်တွေ့ရတဲ့အတွက်အရန်ပီတီလေးဖြစ်တယ်ပျော်လဲပျော်ရဲဟုတ်ဟောဒါတော့ ော့အတိုင်းမဖြစ်ဘူးကျမ်းမာခြင်းတွေလည်းပဲပတ်သက်ရှိခြင်းမရှိခြင်းတဲ့လူဒီကျမ်းမာနေလို့ရှိရင်လည်းတော့ပါပဲလေဒီလိုမျိုးလူကြီးတွေကိုတွေ့ချင်ရတယ်ပြီးရင်လည်းတော့ကိုရင်းငယ်ကလေးတွေကဟိုဘလို့ခေါ်မလဲလူကြီးတွေပေါ့မိကပညာရှင်တွေလည်းပြန်တွေ့ရသလိုနေပဲဆိုပညာရှင်တွေလည်းပြန်တွေ့ကြအောင်လို့ကျောင်းကျမ်းမာရတော့နေကောင်းနေတော့ဝမ်းသာရတော့ဒါလေးတွေမင်္ဂလာစကားတွေကြားရတာပေါ့လေဟုတ်ကဲ့နောက်ပြီးတော့ဟိုမိကဆရာတွေအပြင်ဒီမင်္ဂလာဆောင်တဲ့ဆက်နွယ်လုပ်ငန်းဆိုတာဒီဇိုင်နာတွေလည်းပါတယ်ပန်းထိုးတဲ့ဆရာတွေလည်းပါတယ်အကုန်လုံးတစုတစီတဲ့ဒီဘက်မှာပြန်တွေ့ရအတွက်ဝမ်းသာလဲ PT ဖြစ်တယ်အရန်လဲကျင်းတတ်တယ် ကိုကစကားနဲ့တယ်စကားနဲ့တော့လေအဲ့လိုတခုဆိုအမားပါမှာဆိုတော့မမေကိုပဲဖြေခိုင်းလိုက်တာဟုတ်တယ်ဟုတ်ပေါ့ဟုတ်ပေါ့ကိုအရင်ပဲပေါ့အရင်ကအရင်သူကကြက်တ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 ယ်စကားနဲ့အရင်ကဟုတ်ပါဟုတ်ပါအဲ့ဒါကြောင့်မလို့အကောင့်တင်ပေးတာမပြောသေးခွာနေရစာ So innocent နော် So innocent ဟုတ်ပါတကယ်ဆို innocent ပါတကယ်ပါမသိတာမမမသိ ဒါပေမဲ့အမေထက်ပိုတိသွားတယ်ခါတချို့နေရာကျအမေထက်ပိုတိသွားအဲနောက်ဆိုရအဲစမ်းကြောင်းသူကတော့အမြဲတစုစီပဲသွားပြတာပြီးတော့လေလေငငယ်ဟောင်းနဲ့မတူတော့တက်ကြီးတော့လေလေကိုယ့်အချင်းချင်းပိုချစ်ကြတယ်ဘာဖြစ်လဲဆိုတော့လေတနေ့တည်းမတွေးပြတဲ့နေလဲမရှိဘူးသူစားတယ်သူသွားတယ်ဆိုတန်ရုံးစင်ပေါ့နော်ပြောကြတယ်ငငယ်ဒီထဲကလည်းကိုတွေကိုအဲ့ဒီဘက်တို့ဆိုကျေးဇူးရှိရယ်ကျေးဇူးရှိရော့အဲကျေးဇူးရှိရထားလဲထားလိုက်ပေါ့နော်ကိုယ့်ဆိုမိသားစုတွေဆောက်ရှောက်တယ်ပေါ့နော်ဆောက်ရှောက်တော့လေအဲသူကခုဆိုလို့ရှိရင်လေအသက်ကြီးတော့ပို့ပြီးစီစီလုံးလုံးနေပြတာပေါ့နော်ပို့ပြီးခုဆိုအမေနဲ့ပဲသွားပြတာကိုလည်းတနေ့ဒီခုံမော် င်ရပ်တော့ပါဆိုတော့သူလည်းကျူပြောပါဟောလို့တယ်မပေါ့အဲမြင်မိလဲဆိုတော့ဟိုအရင်ဟိုဘယ်လိုလဲဒီအားလေးသူလည်းပီတိပဲပေါ့နော်ဒါဒီမျိုးညှော်လင့်ပြီးတော့လေကိုရီးယားဒါတွေကိုဆုံးမတုံတင်ခဲ့တာပြုပြင်ကြောင်းနိုင်ခဲ့တာမရှိပါဘူးညှော်လင့်ပြီးတော့ဒါမဲ့ညှော်လင့်စရာမလိုတော့အောင်တည်တက်တာပေါ့နော်ဘာလေးရရ အန်တီဘောက်ရင်သွားပို့လိုက်အောင်ဗာလီရအန်တီဘောက်ကိုစားဖို့ခေါ်လိုက်အောင်အဲအဲ့အမျိုးလေးတွေပေါ့ဟိုတိတူရဲ့စိတ်ကိုအတွင်းစိတ်ကိုအားတွေကနီကိုလီကတိတက်ပါတယ်ဟိုငငယ်လေးတွေကလည်းအဲ့လိုမျိုးဟိုပြောမှဟဲ့ငါစားချင်လို့ပါဆိုတော့ပြောလမ်းပေါ့ပါအကုန်အမြင်တန်းကတလစီကိုရဲအန်တီဘောက်အိမ်ကြီးတွေနဲ့ဝတ်ပြီး၆ခက်ရတယ်ဟဲ့ကျမတို့အိမ်နဲ့အပေးမွေ့ဖို့လေဒီလိုမျိုးမိမအဝတ်စားဆိုမရှိဘူးလေအန်တီဘောက်တို့ကကျတော့ကိုထက်လည်းဝါကြီးတယ်စင်နီယာတဲ့စင်နီယာပြေးမိမအဝတ်စားဆိုဆိုဘွဲသားလမ်းသားကြီးတို့ကိုရီမှာကြေကြေပါမှုနဲ့ရှက်အိမ်ကြီးပဲရှက်တယ်အဲ့ဆိုရင်အန်တီဘောက်အိမ်ရမှာတော့ပြီးအဝတ်စားရ ဝတ်တယ်လဲတဲ့အနာပြင်းနေပြီးမှတ်ထားရတာပေါ့နော်ဟုတ်ဘာအစ်စ်တွေပဲပေးဝတ်တာတယ်ဘာလို့လဲဖခင်ကလေးတွေကြတော့သူတို့လာလို့ရှိရင်ပေးပြီးတော့ဝတ်စင်တာ makeup makeup solution လည်းပဲခြာလာပြီးတော့ကဲပညာ ပြီးထွက်ကြအဝတ်စားဆိုလည်းလေတကယ်နိုင်ငံသားအဝယ်အရင်တော့ဆိုဘန်ကောက်ဆိုတာအိမ်မက်လေးသွားနိုင်တာဆိုအဲ့လိုဘန်ကောက်ကဝယ်လာအိမ်ကြီးပဲဆိုမမရအဲ့ပုံလေးဆိုသူကအမြဲပောက်တယ်လေကိုလွန်မိုးကြီးဖက်နေတဲ့ပုံတော့ဗာအိမ်ကြီးလေဘရာစီယာပဲပါတယ်ဒီမိုက်အိမ်ကြီးလွန်ခဲ့တော့အနည်း30လေးကအဲ့လိုအိမ်ကြီးဆိုသွားဂေါ်လီမဂေါ်လီမအိမ်ကြီးကိုယူဝတ်တာတစိမ့်တာမပြောရသေးအတိတ်ဝတ်တာနော်အတိတ်ဝတ်တာနော်အတိတ်ဝတ်ရဖြက်စီးခဲ့တာပိန်နေအရင်ပိန်ပိန်နေအဲ့ဘက်လိုလည်းပိန်တယ်သူလည်းပိန်နေအဲ့လိုပိန်ပိန်လေးလေးနဲ့ရမ်းစွာတယ်ရက်ကွက်ချက်မှအကြည့်လိုက်လို့ရှိရင်အရမ်းစွာတယ်တကယ်ကြိမ်းမတရတော့ရန်နေဖြစ်ပြီစိုင်ပိန်လို့ညနေဟိုတနေ့အောင် ူပြောပြသေးတယ်လက်စမ်းကြောင်းထဲမှာအန်တီဘတ်ရှင်းနိုင်ဆိုဆိုင်ပိတ်ပြဆိုင်ပိတ်အန်တီဘတ်ကဒီမှာထွက်ပြီးမုတ်ထွက်စားတယ်လက်ဖိတ်ဆိုင်မှာတိုင်ဆိုရင်တန်းအဲ့လိုစူတဲ့အတန်တွေမှာရံပြတဲ့အတန်ကြလို့ရှိရင်လက်မကြည့်လိုက်နဲ့အဲ့ဟာညီညီမောင်ပဲ ပြောခုဘိနာတို့อ่ะဟဲ့မဟုတ်ပါဘူးခင်သူမဟုတ်ဘူးသူကြိတ်လိုက်တော့ဟုတ်တယ်ဘိနာတို့သူတကယ်ချင်းကောင်မလေးသူတို့ကသူရဲ့ကောင်မလေးနှစ်ယောက်ပဲသုံးယောက်အမြဲတမ်းတွဲတယ်အဲ့တွဲတဲ့သုံးယောက်ကအမြဲတမ်းတည်တည်ချာချာလားချာပြီးရပြေမတွဲလည်းမနေနဲ့တကယ်ချင်းသူတို့အဲ့သုံးယောက်ရှောက်သွားနေတယ်ဒါပေမဲ့ရန်ဖြစ်လိုက်ရင်ကြိတ်လိုက်စီကနေသူပဲအာသူနဲ့အကောင်မလေးနှစ်ယောက်စီကနေညီညီမသူတို့ရန်ဖြစ်တာမဟုတ်တော့စပိနေပိုင်းဆွဲကြိုက်အဲ့လိုမျိုးတွေဖြစ်ကြတာအဲပြီးလည်းပြေကြိတ်လိုက်ရင်သူတို့သုံးယောက်ပဲပြန်ပေါင်းသွားပြန်ပြီးအပလမ်းမှာရှောက်သွားနေကြတယ်မြေလုံးအဲ့တော့စူးလာလို့ရန်ဖြစ်လို့ဆိုပေါ့ဒါသူတို့တကယ်ချင်းရဲ့ချက်ချင်းမြတ်တာနဲ့တဘာဝပဲဆိုတော့လွတ်ထားဘာမှမပြောပြန်တဲ့ပါ ်အဲ့ကောင်လေးတယောက်ကိုလူတယ်ဆိုလားပါဆိုလားမသိဘူးကိုလည်းကိုသူလည်းသူပေါ့ short ဆရာအကြောင်းမှမရှိဘူးဒီကိစ္စနဲ့ပတ်သက်ပြောမယ်တော့ဖြောင်းကြပြီးလေပြီးရင်အဖေတွေချင်းတွေကတငယ်ချင်းတွေလေအဖေတွေချင်းတွေကတငယ်ချင်းတွေဆိုတရားတော်ကရံပြစ်လဲပြောမနာဆိုမနာလေတကယ်တကယ်တကယ်ဖြစ်တာအဲ့လိုလေကိုကလေဖက်တပတ်တော်လို့မုန်းနေပိုင်းစားလို့ရံပြစ်အကောင်မကြီးကမဖြစ်တင်ကြဖြစ်တယ်အဲ့လိုကြည့်လိုက်ဆိုရှင်အထောင်းတိုင်းမချတဲ့ပုဂ္ဂိုလ်တွေပဲသူတို့ပဲအညီမောင်တို့တငယ်ချင်းတော့ပဲစိတ်ချဘာမှမဟုတ်ဘူးဘေးနာလူကတကယ်လည်းမယုံထည့်ချင်လေဟဲ့မမမချခလေးတွေဆိုရင်ကျတဲ့နေရာ လည်းရင်ကျက်တဲ့နှလုံးရသားရေးရနှလုံးသားရေးရမရင်ကျက်တဲ့နေရာတိုင်းတန်တန်တက်နေရတာဗျာအားကြီးပဲရှိတယ်တိုင်းတန်တန်တက်နေရတာဘုရားနည်းနည်းရုံးကန်ရတာဗောအိမ်တော်ကြီးဆိုတော့လေဘယ်လိုလဲပါဗောသူဆိုလို့ရှိရင်ကိုရင်ငယ်တဲ့ကြည့်ဆိုသူက အဲတရားသားလေးလိုင်းပေါ်မှာပါအဲဘောဆိုသူကသူစမ်းချက်မှာသွားပြီဆိုသူ့ကိုမိမပဲအဲတောင်းတောင်းမသိကြဘူးကိုရီဆိုတာအ၆ဆာငွေလေးနှစ်ဖူးမှပါသလိုပဲတည့်ရမြင်လိုက်တာလည်းတည့်ရတယ်လေအဲဘောတို့ကြောင့်ငွေလေးရရှင်ဖုံးနဲ့တူတယ်ဆိုရင်စမ်းချက်နဲ့မှာရှင်ဖုံးရှင်ဖုံးစမ်းချက်ရှင်ဖုံးဆိုနာမည်ကြီးရလေတူတယ်လိမ့်လိမ့်လိမ့်နဲ့လေရှင်ဖုံးကလည်းသူလိမ့်တာပဲသူတစင်းစီသူစပေါ်ကစားတာလေတောက်လျှောက်လိမ့်တာပဲဟုတ်အပြင်းတဲ့မော်အမြင်ပဲကသာတူတယ်ပြီးသူနဲ့တွေ့တဲ့အမျိုးသမီးတယောက်ကကြောင့်အ၆ကြီးနဲ့တူတာအဲတော့ကျတော့ဟိုဟာအ၆လို့ထင်တယ်သူ့ကိုမိမလို့ထင်တယ်သူက တော့အရင်ပေါ်ပါလေဘယ်လိုပြောလဲကျမမေအရင်ပေါ်ကိုတမီလေးနဲ့ရှင်မို့တော့ကိုတမီလေးပဲလေကိုတမီလေးနဲ့တူတဲ့အရင်ခက်ခက်ပဲကိုတမီလေးနဲ့တူတဲ့မေမေပေါ့ကိုဒီမေကမလို့ဒီမေဖြစ်တာပေါ့ရှင်မုံမေပြရတဲ့ရှင်မုံမေရေးရပါ အော်ရောရောမယ်ဟာအရန်အေးဆေးတယ်အရန်ချစ်ဖို့ကောင်းတဲ့တမီလေးတရားပေါ့ဟာဆင်မောဘောကဆက်ရလဲကလေးလေးနေရာလေးကိုလက်ပမာပဲကိုယ်ကမိတ်ကပ်တွေပဲပြင်ပေးနေရဆိုတော့ဟုတ်တယ်ဟိုတယ်လီဖုန်းလေးတွေကဆက်ပြီးတော့ပေါ့အဲမြင်ချင်တာပေါ့ဟိုအမြဲတမ်းသူကလည်းစူးစမ်းနေတဲ့လူတရားပဲလေသူကသူအနေသာအေးတယ်စကားနေတယ်နောက်တငယ်ချင်းပေါင်းတင်လဲသူကနေတယ်အဲ့လိုမျိုးဆိုတော့ပြန်လုတဲ့ခါကြလို့ရှိရင်လည်းပေါ့နော်ပြန်လဲလို့သူလဲသူနေရာမှာသူခုလောဆယ်လဲလုပ်နေပါတယ်ပေါ့နော်အဲ့လိုအမှုပညာတွေကအမှုပညာပိုးရှိတဲ့လူကတော့ဘယ်တော့မှအမှုပညာဝေးမသွားပါဘူးအဲပြန်လုစေချင်လဲဆိုတော့ ော့ဟိုဟိုဝမ်လီဒီရှိုးတို့ဘာတို့အဲ့လိုမျိုးတွေပေါ့ဖြစ်စေခြင်းတယ်သူတိတ်တိုက်လေးလို့ပါဆိုတော့သူရမ်းကြိုက်တယ်အဲ့လိုတိတ်တိုက်လေးတယ်လီဖုန်းလေးမင်းကိုပဲလွယ်နေတယ်မွေပေါ့ဟဲ့ခလေးတို့ကတချင်တွေပျော်သွားတယ်လေနော်အဲ့တချင်ပြီးအရင်ခေတ်တုန်းကတချင်တွေဒီလိုပြောက်တော့မထွက်ဘူးလေစီးလိုက်ထွက်တာလေနော်စီးလိုက်ထွက်တာဆိုမျိုးစီပေါ့အရသာရတော့ဟုတ်တယ်ဟုတ်တယ်โอเคနားခါလေဟိုနေနားခါအဲ့ဒါလေဟုတ်တယ်အရင်လိုက်တယ်အဲ့တော့အဲ့နဲ့6ပဲအပိုင်းလားမသိဘူးနော်အဲ့တော့အပိုင်းပွဲမှာအဲ့နဲ့6ပဲကအဲ့တချင်ကသူကိုယ်တိုင်ရေးရနော် သူ့ဘာသူချက်ချင်းရေးသူ့ဘာသူချက်ချင်းဆိုတာအဲ့ချင်းတွေဟာအဲ့လိုအဲ့လိုကျေးဇူးအများကြီးတင်ပါတယ်သူတို့တွေဟိုလည်းစမ်းကြောင်းသူတွေခွဲရနေပြီးတော့ YouTube မှာလည်းညီမစမ်းကြောင်း YouTube channel ရနေပြီးတော့စမ်းကြောင်းသူတွေကိုလည်းအမြဲတွေ့ပြီးချစ်ပြီးလို့လေးအပြင်ပြောပေးတော့ဘယ်လိုလေးလုပ်ပေးတော့ comment တွေမှာရေးပေးပြီးတော့ပေးကြတော့လေဟိုသူတွေတို့ကတော့ကြော်ညာရေးလည်းရရတယ်ပြီးလို့ရှိရင်လုပ်ငန်းတွေလည်းထပ်ပြီးတော့တိုးချဲ့လို့ရတာပေါ့နော်အဲ့ဒါကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဆက်ပြီးတော့လည်းအားပေးပေးပါစမ်းကြောင်းသူတွေကိုဟုတ်ကဲ့ပါ